စုံစီနှပိုင်းပေးတဲ့ကြီးအားလုံးပဲမင်္ဂလာပါအဲနိုဝင်ဘာလ10ရက်နေ့စနေနေ့ရောက်ခဲ့ပြီနေ့ညမှာတော့ပွဲကောင်းတွေအများကြီးရှိတဲ့အတွက်ကျွန်တော်ဘလုံးပွဲတွေတဝိုင်းကြီးရှုကြရအောင်ပါပါကျွန်တော်ညကတော့ပွဲစဉ်2ပွဲရွေးချယ်ပေးခဲ့တာတပွဲကတော့ဗီဒီယိုဖိုင်လုပ်ပြီးတော့တင်ပေးခဲ့ပြီးတော့တပွဲကတော့ကျွန်တော်ဗီဒီယိုဖိုင်လုပ်ချိန်မရတာနဲ့ဒီ channel မှာပဲကျွန်တော် post နေနဲ့ကျွန်တော်တင်ခဲ့တယ်ဗီဒီယိုဖိုင်လုပ်ပေးခဲ့တဲ့ဒီ edge နဲ့ real ဆိုတဲ့တွေပွဲကတော့ ဝမ်းဝမ်းဆိုဒီကြပြီးကြီးပြန်ခဲ့ပြီးတော့ဒီဒီ channel မှာ post တင်ခဲ့တဲ့နော် Swansea 21နဲ့ Charlton 21တို့ရဲ့အသင်းမှာအရှင်သင်းကိုကျွန်တော်ရွေးပေးခဲ့တယ်အဲ 3Z နဲ့နိုင်သွားပြီးတော့ဒီပွဲကတော့ကျွန်တော်တို့အပေါင်းတရာအပြည့်ရခဲ့မှာပါနော်ဗီဒီယိုခိုင်းတင်ခဲ့တဲ့ပွဲကတော့ကျွန်တော်တို့တည်ကြသွားတဲ့အတွက်ကျွန်တော်ကြီးပြန်ခဲ့ရတယ်ဟာတကယ်တော့ဒီပွဲကနိုင်ရမှာဗျာ ပြီးကနေမိနစ်90လောက်မှာဗျာပယ်နယ်တီပေးလဲ1-1ဆိုဒီကြကျွန်တော်တို့ဟိုဗဒနာရောက်ခါမှာပုတ်ချခံလဲเนาะကြေးပြိုင်ဒါပေမဲ့လဲကျွန်တော်တို့ပြေးတဲ့ကြီးညာလဲအပေါင်းတရားအတင်းပြချက်ပြရခဲ့ကြမှာပါအဲဒီညာတွေ့လဲကျွန်တော်ရဲ့စိတ်ကြဲကောင်းကောင်းတပွဲအရွေးချယ်ပြထားပါလေအဲဒီကတော့အာကျွန်တော်တို့ညာ၈နာရီမိနစ်20မှာကံမဲ့ sorry bro လိတ်ကအာ neon spot နဲ့ အနာသာတင်းတို့ရဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်အနာသာတင်းကိုတော့အားလုံးလည်းသိကြမှာပါကျွန်တော်တို့ရဲ့ဂေါကြီးစီယွန်နယ်တို့ကန်နေတဲ့ sorry ကကလပ်တင်းတင်းတင်းဖြစ်ပါအင်ရှင်ဖြစ်လက်ခံကျင်းပါမဲ့နီယွန်စပေါ့တို့ကတော့ဒီနေ့မှတန်းတက်လာတဲ့အတင်းဖြစ်ပါတယ်အာဒါကြောင့်ဒီပရိုလိတ်မှာเนาะအတင်းအစင်တန်းကွာမှုဘာသာမအီသူရင်းနဲ့ကြည့်ပြီးတော့အာဒီပွဲတစ်ဖက်သက်ဆန်တယ်လို့တွေးရပေမဲ့လက်ရှိအဲနီယွန်တို့ရဲ့ ခြေဆမ်းပိုင်းရနော်ဇရားရဲ့အလဲလက်ကိုရောက်ရှိနေတဲ့အဲအနေအထားမျိုးမှာဒီတင်းကိုလည်း short တွက်လို့မရပါဘူးနော် sorry ဒီတော်လေးရဲ့အဲပွဲတင်တရားတွေကိုကြည့်လိုက်ခါမှာတော့အင်နာစာတင်းကနော်ခုနှစ်ပွဲကစားခုနှစ်ပွဲနိုင်ပြီးတော့ရမယ်20မန်နဲ့အဆင့်တက်မှရက်တည်လို့ဟာနေယူတင်းကတော့ခုနှစ်ပွဲကစားရမှာအာလေးဝဲနိုင်တဲ့ဝဲစီနှစ်ပွဲရှုံးဆိုတဲ့ရလန်နဲ့အဲအဲတရားအဆင့်ခုံမှာရက်တည်နေတဲ့နေဖြစ်ပါတယ် အနာခံတဲ့ကတော့ဒီ AFC ကွဲတွေကန်တဲ့နေကမှာဒီအဓိကကစားသမားချို့ကိုသူတို့အနာပေးထားပြီးတော့မှဒီပွဲအတွက်သူတို့လူဆုံးကိုတုံးဖို့အတွက်သူတို့ပြင်ဆင်လာမှတွေ့ရမှာပဲဒီတော့ဒီဘက်မှာတော့ Sion နဲ့တို့ Jao Philip တို့ Mane တို့ဒီလိုကျပွင့်ကစားသမားအများပြားနဲ့တက်ကုန်ရဆုံးတက်ရှင်ဖွဲ့ပြီးကစားလာဦးမှာပါအနာစာသင်းက sorry pro league မှာ နော်ခုနှစ်ပွဲကစားထားတာမှာရာခို23ဂိုးတိရှိပြီးတော့ပေကူက3ဂိုးပဲရှိခဲ့တယ်ဒါတော့ဒါကြောင့်ဒီသင်းက အာဟောတိုက်စီရောခံစီရောကောင်းနေတဲ့အတင်းတင်းဖြစ်လို့ဒီဘက်မှာလဲဟိုသူတို့ဂိုးတွေဟိုရှုနေဦးမှာပါအင်းရှင်မီဝင်တို့ဒီတိဖောင်ကောင်းနေရရလက်တွေမဆိုးရဘူးဆိုပေမဲ့လဲအတင်းရဲ့ပုံရိပ်တွေကရန်သမားရဲ့အည်သူတွေကြောင့်ဒီဘက်မှာဒီအနာစာတို့ဟိုဂိုးမိုးရပြီးရောအပြတ်တက်နေပဲအနိုင်ရရှိဦးမှာပါဒီဘက်ကိုဖွင့်လှစ်ပေးထားတဲ့ခြေကိုကြည့်လို့ရှိရင်တလုံးကိုဟို80ချုံဆိုပြီး NSA ဘက်ကဖွင့်ပေးထားတယ် ော်ဒီကြီးမှာတော့အင်နာစာတို့ကနှလုံးပြတ်နိုင်မှာပဲအဲကြီးကအပြည့်အောင်မှာဖြစ်ပါတယ်နီယွန်စပော့ကတစ်လုံးသွင်းလို့ရှိရင်အင်နာစာတို့သုံးလုံးသွင်းမှာအာကြီးအောင်မှာပါအာဒါပေမဲ့ဘလို့ဖြစ်ဖြစ်အင်နာစာတို့ဂိုးပြတ်နိုင်ဖို့ဖော်ဆောင်နိုင်မယ်လို့ယုံကြည်ရတဲ့အတွက်ကျွန်တော်အင်နာစာသင်ဘော်ဒီရောင်းတဲ့ရွေးချယ်ပါတယ်ဒီညအကြိုက်ဆုံးပွဲတော်ပဲအဖြစ်ရွေးချယ်ပေးလိုက်ရပါတယ်အားလုံးပဲအပေါင်းပြကြပါစေခင်ဗျာ